ရှမ်းပြည်နယ်ဖဲခုံအရှိဘချမ်းတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကအသေးခံကွန်မန်ဒိုတွေတုံးပြီးစစ်ကြောင်းထိုးနေရလို့လက်ရှိရှေ့တန်းမှာကတိုက်နေတဲ့အင်းလေး PDF အဖွဲ့ကပြောထားပါတယ်။မေလ17ရက်နေ့မှာညောင်ရွှေမြို့နယ်ရေဘူးကျေးရွာဘက်ကိုခြေတက်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ပြားရိတ်စစ်ကြောင်းအင်းလေး PDF 1339တရင်ဖဲခုံ PDF 1336တရင်နဲ့ အလဲပိုင်းတိုင်းအထုစစ်စင်ရေးတပ်ဖွဲ့တို့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က၁၈ရောက်ထက်မနည်းတေဆုံးခဲ့ပြီးအရှင်၃ရောက်မိထားတယ်လို့ပြည်စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတပ်သားတွေအသေးခံကွန်မန်ဒိုတပ်သားတွေကလို့အော်ပြီးစစ်ကြောင်းထိုးလာတာလို့အင်းလီ PDF ပြောရေးဆိုခွင့်ရှိသူကအတည်ပြုပြောလာပါတယ်။အဲ့ဒီထဲမှာပါလာတဲ့ PNO စစ်သားတွေက မန်ဒိုတနန်းစင်းလို့ပြောလို့ရတဲ့စစ်သားတွေပါတယ်။အဲ့ဒါကိုဘယ်လိုလုပ်သိလဲဆိုတော့သူတို့ကတိုက်ပွဲဖြစ်တဲ့နေရာမှာသူတို့ကိုသူတို့ကမန်ဒိုတနန်းစင်းတွေကအသေးခံတပ်သားတွေကလို့ OB ပြစ်တက်လာတာပါ။ဒီခေါက်ကျွန်တော်တို့မိထားတာအရှေ့ပိုင်းတိုင်းကကျိုင်းနုံအခြေဆိုင်တွိကန်တိုင်းစစ်ဌာနချုပ်က၃ရောက်မိထားပါတယ်။လက်ရှိမိုးပြေဖေခုံနဲ့အရှိတ်အချက်အနေမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမြေပြင်အင်အားပါတုံးပြီးစစ်ကြောင်းထိုးနေရလို့သိရပါတယ်။